ကျွန်တော်နာမည်ကတော့ထိုက်အောင်ရှင်ဖြစ်ပါတယ်။အဘဆရာကြီးမင်းသိန်ခါရဲ့တန်တီတပည့်ရင်းတယောက်လည်းဖြစ်ပါတယ်။ကျွန်တော်ဒီနေ့မိတ်ဆွေတို့ကိုအဘဆရာကြီးမင်းသိန်ခါရဲ့တရဆန်လုံးနဲ့ပြုလုပ်ရတဲ့ရေရာနီးလေးတစ်ခုကိုလက်ဆောင်ဝေဝေမျှပေးမှာဖြစ်ပါတယ်။မိမိတို့အနေနဲ့မိတ်ဆွေတို့အနေနဲ့အိမ်ရောက်ညင်တာပဲဖြစ်ဖြစ်ကားရောက်ညင်တာပဲဖြစ်ဖြစ်အကျွေးရညင်တာပဲဖြစ်ဖြစ်မြည်ပြီးကိစ္စမှမဆိုအတုံးပြုလုပ်ရတဲ့ရေရာနီးလေးပဲဖြစ်ပါတယ်။ကျွန်တော်တို့မြန်မာ BF ဘီးတရမှာကျွန်တော်တို့တရဆန်နှလုံးရှိပါတယ်။အဲ့ဒါကတော့အာအာအီအီဥဥအေအေအောအောအန်အားဆိုတဲ့တရဆန်နှလုံးရှိပါတယ်။အဲ့ဒီတရဆန်နှလုံးနဲ့ပြုလုပ်ရတဲ့ရေရာနည်းလေးလေးဖြစ်ပါတယ်။ပထမအဦးဆုံးကျွန်တော်တို့ဒီကျွေးပကံများတစ်ချက်ရဲ့ဒီအားရဲ့ကျွေးပကံများရဲ့နှကန်းပတ်လည်မှာအာအာအီအာအာအီအီဥဥအေအေအောအောအန်အားဆိုတာဥမာတပတ်ပြည့်အောင်လို့ကျွန်တော်တို့ဟိုပေါ့စလုံးအရေးအတွက်ကတော့နည်းနည်းကျဲကျဲလေးပေါ့နော်။အဲ့ဒါဒီနှကန်းရဲ့ပတ်လည်မှာရေးလိုက်ပါ။ ရေးတဲ့အခါမှာ나이လက်တံသွားတဲ့ကဲသူကျွန်တော်လက်ရရေးရေးသွားပါမယ်။အာအာအီအီဥဥအေအေအောအောအန်အားဆိုပြီးရေးသွားပါ။ပြီးတဲ့ပြီးတဲ့အခါမှာအဲ့ဒီကျွေးပကံများရဲ့အလဲမှာကျွန်တော်တို့ဖျောင်းနိုင်အဖြူအောင်ဒရိုင်ကိုဆိုက်လိုက်ပါ။ဖျောင်းနိုင်ဖျောင်းဒရိုင်ကိုဆိုက်လိုက်ပါ။ပြီးရင်တပွဲလေးပေါ်မှာတင်ပါ။ဆောနာတော့မှမီးလို့ဆိုက်ထားတဲ့ဖျောင်းနိုင်ကိုမီးလေးထွန်းလိုက်ပါ။ပြီးတဲ့အခါမှာမိမိတို့အနေနဲ့အဖြောင်းနိုင်မီတာကိုကြည့်ပါ။ဖျောင်းနိုင်မီတာကိုကြည့်ရင်းနဲ့ အာအာအီအီဥဥအေအေအောအောအာအာဆိုတဲ့တရ20စရသနလုံးကို28ခေါက်ကျွန်တော်ယူရပါမယ်အာအာအီအီဥဥအေအေအောအောအာအာဆိုပြီးတော့28ခေါက်ယူပါ28ခေါက်ပြည့်ပြီဆိုတာနဲ့မိမိဖြစ်ချင်တဲ့စန္ဒကိုအမိတ်ပေးပါဥမာမိမိကလှပစီရအွေရရင်လည်းဆိုကြပါစို့တရ28လုံးကိုတရ12လုံးကို28ခေါက်ယူလို့ပြီးပြီဆိုတာနဲ့လှဖေထံမရเสียရရှိတဲ့အကျွေးအမြန်ဆုံးရစေဟ ဆိုပြီးတော့မှကျွန်တော်တို့ပြောနိုင်ပြီးကိုလက်ခုပ်တီးပြီးတော့အမိန်ပေးပြီးတော့ကျွန်တော်ချိန်သက်ပလိုက်ရပါတယ်။ဒါမှမဟုတ်လဲလှဖေထံမှရရရှိတဲ့အကျွေးလှဖေအမြန်ဆုံးငါထံလာပေးစေဆိုပြီးတော့မှအဲ့တော့ကိုပြောကျင်တဲ့စကားလုံးကိုထည့်ပြီးတော့အမိန်တံမပါနဲ့ကျွန်တော်တို့လက်ခုပ်တီးပြီးတော့ချိန်သက်ပလိုက်ရပါတယ်။နော်အဲ့ဒီနီလေးကအကျွေးရခြင်းလဲအဲ့ဒီနီလေးပဲလို့အလုပ်ရခြင်းလဲအဲ့ဒီနီလေးပဲလို့အိမ်ရောက်ထွက်ခြင်းလဲအဲ့ဒီနီလေးပဲလို့နော်အဲ့တော့ ဒီရေရာနီးလေးကတော့တရဆန်လုံးနဲ့ပြုလုပ်ရတဲ့ရေရာနီးလေးပဲဖြစ်ပါတယ်ခင်ဗျာ